ီတော့ reading ရှိရှိလေးသွားမယ်ပေါ့နော်ဒီဗီဒီယိုကိုတွေ့ပြီးတော့တစ်လအတွင်းအာတစ်လအတွင်းဆိုတာအထက်တစ်လကနေ6လအတွင်းမှာဖြစ်လာမယ်ဒီအလို့အကိုင်းငွေချေအချေအိတ်တောင်ရေးကျမ်းမာရေးအဲလုံးတင်တာလေးတွေဒါလေးတွေကိုပြောပြပေးမယ်ပေါ့နော်ဆိုတော့ collective reading ပဲဖြစ်ပါမယ်ရှင်ဒီ video က time lapse ပဲเนาะ time lapse ပဲအချိန်ကာလသတ်မှတ်မထားဘူးဒီ reading ကိုမြင်ပြီးတော့တစ်လကနေ6လအတွင်းဖြစ်လာမယ် energy ကိုဖတ်ပေးခြင်းဖြစ်ပါတယ်ရှင်ဆိုတော့ပထမဆုံးအနေနဲ့အလုံးအကိုင် okay အလုံးအကိုင်ဝေတီဘူဝေတီမှာ ပန်တီကယ်ကြာတယ်ပြီးရင်အချစ်ရေသို့မဟုတ်အိမ်တောင်ရေပေါ့နော်အိမ်တောင်လေတွေဆိုရင်တော့အိမ်တောင်ရေပေါ့ relationship တဲ့အတူတွေဆိုရင်တော့အချစ်ရေပေါ့ပြီးရင်ကျမ်းမာရေလေးနဲ့ငယ်ကြည့်မယ် okay အဲပြီးရင်ပိုကောင်းဖို့အတွက်နော်အချစ်ရေလေးကိုဒီ miss oracle နဲ့ mrs oracle နဲ့ကြည့်ပေးဦးမယ်ဒီရေကိုမြင်ပြီးချောင်းတလားနဲ့ချောင်းလာတယ်ကျွန်တော် collective ချစ်ချင် ဒီကတ်ကိုစကင်ကလေးကလေဒါက reading တိုင်းမှာပါနေတယ်တော့โอเค energy ပိုကောင်းဖို့အတွက်ဘာလို့တင်လဲပေါ့နော် material or circuit လေးပါဖတ်ပြီးမှာကိုကတ်တည်းအရင်ထုတ်လိုက်မယ်ပြီးမှဖတ်မယ်ပေါ့နော်မဟုတ်ရင်ကြာနေမှာဆိုလို့ခေါ်လိုက်တယ်နော် energy ပိုကောင်းဖို့အတွက်

6တလကနေ6လအတွင်းမှာလောက်ကင်နဲ့ပတ်သက်ပြီးတော့ဘယ်လိုအခြေအနေရှိမလဲဆိုတာကိုကြည့်လိုက်တော့ magician ဆိုတဲ့ major card တစ်ခုပါလာတယ် major card မှာမှာ magician ဖြစ်တဲ့အတွက်ကြောင့်မို့လို့အလောက်ကင်နဲ့ပတ်သက်ပြီးတော့လိုသလိုမျိုးအဲစူးစမ်းလို့ရမယ်အရာထင်လာမယ်ဆိုတာမျိုးကိုတွေ့ရတယ်သို့တော်လည်းပဲ viral source ကိုအရင်မြင်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အလုပ်အကိုင်းနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ collective တွေအနေနဲ့တခြားလေးသတိထားလောက်ကင်ဖို့လိုရဲဆိုတာမျိုးကိုတွေ့ရတယ်လုပ်ငန်းတွင်းမှာလုပ်ဖို့ကင်ပဲချင်းချင်းကြောက်ချတာမျိုးလုံးဖို့ကိုင်းတဲ့အချင်းချင်းကြောက်တွန်းတာမျိုးအထက်လူကြီးကအမြင်မကြည်အထင်မြင်လွဲတာမျိုးတွေဖြစ်တတ်တယ်ကိုပိုင်းစည်းပွားကြီးလုပ်နေတဲ့သူတွေဆိုရင်လည်းနောက်ကျောကိုဓာတ်ထုတ်ခံရတတ်တယ်အလုပ်အကိုင်းမှာလိမ့်နေလှည့်ပြားချင်းခံရတတ်တယ်စာချုပ်စာရန်ကိစ္စနဲ့ပတ်သက်ပြီးတော့လက်မှတ်တွေပါထိုးရတာမျိုးဆိုရင်တေချာလေးဖတ်ပြီးမှ အာလက်မှတ်ထိုးတာမျိုးတွေကိုလှုပ်ဖို့လိုရဲဆိုတာမျိုးကိုတွေ့ရတယ်အလုတ်အသစ်စကြင်တာမျိုးအလုတ်အဟောင်းကိုပဲပြန်လုပ်ရမှာလို့လို့ဒီလိုမျိုးတွေ ਨੇ ဒီအလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့ ဆုံးဖြတ်ရခတ်တာတွေဝေခွဲရခတ်တာတွေဖြစ်တတ်တယ်ဆိုတာမျိုးကိုတွေ့ရတယ်အလုတ်အဟောင်းပေါ့နော်ဟိုအရင်အလုတ်ကထွက်ခဲ့ပြီးတော့အဲ့ဒီအလုတ်အဟောင်းကိုပြန်ဝင်ဖို့ကြုံလာတာမျိုးတွေကိုပိုင်စီးပွားရေးလုပ်နေတဲ့သူဆိုရင်လည်းမိတ်ဟောင်းဆွေဟောင်းတွေနဲ့ပြန်ပတ်သက်လိုက်ပြီးကမှလှည့်စားခံရတာလိမ်ညာခံတာမျိုးတွေဖြစ်တတ်တယ်ဆိုတော့ဝန်ထမ်းတွေဆိုရင်လည်းကုမ္ပဏီကနေပြန်ထွက်ခဲ့ပြီးတော့အဲ့ဒီကုမ္ပဏီကိုပဲပြန်ဝင်ဖို့စဉ်းစားတာမျိုးတွေရှိရေဆိုရင်တော့မလုံတဲ့ ြောခြင်းနဲ့ပေါ့နော်နေရာဟောင်းကိုပြန်သွားခြင်းဖြင့်ဒီကာလအတွင်းမှာအကျိုးမပေးနိုင်ဘူးဆိုတာမျိုးကိုမြင်ရတယ်တကယ်ဆိုရင် magician ရဲ့ energy တွေကကိုယ့်ရဲ့ quality တွေကအရေးချင်းရှိပြီးသားလုံနိုင်ကြနိုင်တဲ့ scale ရှိပြီးသားကိုယ့်ရဲ့စွမ်းဆောင်ရည်ကိုကိုယ့်ရဲ့အစွမ်းအစာကိုယုံကြည်ပြီးတော့နေရာအတွက်မှာပဲပို့ပြီးတော့စူးစမ်းအားထုတ်ပါလုပ်ငန်းအတွက်မှာပို့ပြီးတော့အားစိုက်ပါဒါဆိုရင်အောင်မြင်နိုင်တယ်ဆိုတာမျိုးကိုတွေ့ရတယ်အလုတ်အဟောင်းလူအဟောင်းဒါမျိုးတွေနဲ့ပြန်ပတ်သက်ပြီးတော့ကြတော့ အာလုပ်ငန်းကိုအကောင့်ထဲပို့တာမျိုးတွေမလုပ်သင့်ဘူးပေါ့နော်ဆိုတော့ခြုံငုံပြီးတော့ပြန်ပြီးတော့ recap လုပ်ရရင်နော်အလုပ်အကိုင်းနဲ့ပတ်သက်လို့ကတော့တတိထားတဲ့ကာလဖြစ်တယ်ကိုကိုတိုင်းကသူများကိုလှည့်စားမိတတ်တယ်လို့မျိုးကိုကိုလာပြီးတော့လှည့်စားတဲ့သူတွေနဲ့လည်းကြုံရနိုင်တယ်မိခေါင်းဆွေဟောင်းတွေနဲ့အလုပ်အတူတူလုပ်ဖို့စိတ်ကူးရှိတယ်ဆိုရင်နော်တတိထားရမယ့်ကာလဖြစ်တယ်ဆိုတာမျိုးကိုတွေးရတယ်လုပ်ကိုင်းနဲ့ပတ်သက်လို့ကတော့လွယ်မှားနိုင်ဆုံးကာလအလွဲချော်မခံတဲ့ကာလဖြစ်တယ် ငွေကြေးနဲ့ပတ်သက်လို့ကြည်အောင်ဖိုက်တော့ဖန်တီကယ်ဆိုးဆိုးကဖန်တီကယ်ကိုမြင်လိုက်လို့သဘောကျသွားတာညို့ငွေကြေးနဲ့ပတ်သက်လို့လဲဖိုက်တော့ဖန်တီကယ်ငွေလိန်ခံရနိုင်တယ်ငွေလိန်ခံရတာမျိုးငွေကြေးဆုံးရှုံးမှုအာများတာမျိုးတွေဖြစ်တတ်တယ်အတုံးနဲ့အဖြုံးကိုမကွဲရတာမျိုးတွေဖြစ်တတ်တယ်ညေငွေ OA မြေရဲ့ငွေရဲ့အမွေရဲ့အိုးအိမ်ရဲ့နဲ့ပတ်သက်ပြီးတော့စိတ်အနှောက်အယှက်ဖြစ်စရာတွေကြုံရတတ်တယ်။ရောင်းမဝယ်မတွေဖြစ်တတ်တယ်။မြေဝယ်ဖို့စိတ်ကူးရှိတဲ့သူတွေအိမ်ဝယ်ဖို့စိတ်ကူးရှိတဲ့သူတွေအခုကနေစပြီးတော့တစ်လနဲ့6လအတွင်းမှာတော့တေချာတတိထားပြီးတော့စစ်ဆေးပြီးမှဝယ်ယူတဲ့နယ်ဆိုတာမျိုးကိုတွေ့တွေ့ရတယ်။အဲဂျားတဲ့ကနေပြီးတော့အာမခံပေးလိုက်တဲ့ကိစ္စတွေကြောင်းမို့လို့မျက်နှာပြက်စရာတွေစိုက်ပြီးဆက်ပေးရတာတွေဒါမျိုးတွေဖြစ်တတ်တယ်။ သို့တော်လည်းပဲစိတ်မပူပါနဲ့ပေါ့နော်အစိုးပြီးရင်အကောင်းလာတယ်ဆိုတဲ့လိုမျိုးပဲဒီလိုမျိုးအလိန်ခံရတယ်အညာခံရတယ်လဲစားခံရတယ်ဆိုရင်တောင်မှပဲဒါဟာဒီ၆လလုံးအဲ့လိုပဲသွားမှာမဟုတ်ဘူးပေါ့နော်အလိန်ခံရပြီးရင်အေရှုဝမ်ကြီးရဲ့ energy အရာအဲ့ခံလိုက်ရတာကကောင်းမှုဖြစ်သွားတယ်လို့မျိုး energy shift ဖြစ်သွားပြီးတော့ကိုအရန်လှုပ်ချင်နေတဲ့ကိစ္စတစ်ခုကိုအစပြုထားတဲ့ကိစ္စတစ်ခုကနေငွေဝင်လာမှာမျိုးတွေရှိတယ်အရန်ကို passionate ဖြစ်ဖြစ်နဲ့စူးစမ်းခြင်းစိတ်တွေဖြစ်လာပြီးတော့အရန်စူးစမ်းတဲ့အတွက်ကြောင့်မို့လို့စီးပွားရေးအသစ်တစ်ခုစားလိုက်တာပဲဖြစ်ဖြစ်အလုံးအသစ် တစ်ခုစားလိုက်တာပဲဖြစ်ဖြစ်ကနေပြီးတော့ငွေတွေဝင်လာပြီးတော့ queen of pandike ရဲ့ energy နဲ့ financial freedom ဖြစ်သွားနိုင်တာမျိုးကိုတွေ့ရတယ်ကိုဒီမှာရောင်းမဝင်မှာအိမ်ရဲ့ပတ်သက်တာတွေငွေနဲ့ပတ်သက်တာတွေတတိထားပါလို့ပြောရောအဲ့လိုတတိထားနေရင်းနဲ့အလိန်ခံလာရတယ်ဆိုရင်လည်းစိတ်မပူနဲ့ပြန်ရမှာဆိုတာမျိုးပေါ့နော်ပြန်ရမယ်အဲအကူညီမဲ့သူပေါ်လာမယ် queen of wands ရဲ့ queen of pandike ရဲ့ energy ရအမျိုးသမီးတစ်ယောက်ရဲ့အကူညီမစားခြင်းဖြင့် အလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့ပိုကောင်းလာပြီးတော့ငွေတွေကပါနောက်ကနေလိုက်ဝင်လာတာမျိုးတွေဖြစ်တတ်တယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့ freedom ဖြစ်လိမ့်မယ်ပေါ့နော်။ဒီ6လအတွင်းမှာဒီ6လအတွင်းမှာငွေဝင်ကိန်းရှိတယ်။အဲ့ဒီဝင်လာတဲ့ငွေကလည်းနည်းနည်းလေးမဟုတ်ဘဲနဲ့အလုံးလိုက်ခဲလိုက်ဝင်လာမှမျိုးအများကြီးဝင်လာမှမျိုးငွေနဲ့ပတ်သက်ပြီးတော့အဲ့ဒီဆုံးရှုံးသွားခဲ့တာထက်၃စားကနေ၄စားအတွင်းအများကြီးဝင်လာမှမျိုးဖြစ်တတ်တယ်။ငွေနဲ့ပတ်သက်ပြီးတော့လည်းကောင်းမွန်နေဆိုတာမျိုးကို တွေ့ရတယ်။ ဆိုတော့စိတ်မပူနဲ့ပေါ့နော်ကောင်းရကနေဆိုးသွားမှဒီလိုမျိုးအလိန်ခံလိုက်ရတာကိုကကိုယ့်ရဲ့အညံ့နေကိုအဲ့ဒီလိန်သွားတဲ့သူကနေလိန်သွားတဲ့သူစီပါသွားပြီးတော့ကိုကပို့ပြီးတော့ကောင်းမွန်လာတာမျိုးတွေဖြစ်တတ်တယ်ဆိုတော့ငွေကြေးနဲ့ပတ်သက်လို့ကလည်းကောင်းတယ်ပြီးရင်ကိုတို့ပါကြည့်ကြမလဲအချစ်ရဲ့အိမ်ကောင်ကြီးကိုသွားရအောင်နာရောပန်တီကေ10 or 1 and 10တော့ဖန်တီးခဲ့ဆိုတော့ဒီ reading ကိုလာကြည့်ရဲ့ collective တွေကတကယ်ကို win energy win of for you ရဲ့ energy ကိုတွေ့ရတယ်လုံးဝ up and down ဖြစ်နေတာပေါ့နော်အကောင်းကြည့်ပဲလည်းမဟုတ်ဘူးအဆိုးကြည့်ပဲလည်းမဟုတ်ဘဲနဲ့ကောင်းလိုက်ဆိုးလိုက်ဒီလိုမျိုးတကယ်ကို live ပေါ့နော်ဘဝဆိုရဲဒီဇက်ခွန်ကြီးရဲ့မှာလဲပတ်နေရတာကိုဒီမှာလာမြင်နေရတာပေါ့နော်ဆိုတော့အချက်ကြီးမှလည်းအဲ့လိုပဲတချို့အိမ်ဆောင်တွေတချို့ relation တွေကနှစ်ရှည်လာများတွဲထားခဲ့ပြီးသားသူတွေဖြစ်လိမ့်မယ်အခုမှစထားတဲ့ဆက်ဆံရေးတွေမဟုတ်ဘူးအဲ အနည်းဆုံးကိုပဲနှစ်ချီပြီးရှိတဲ့ relation တွေလာတွေ့လိမ့်မယ်လာကြည့်လိမ့်မယ်ဆယ်စုနှစ်တစုစာတွဲလာတဲ့သူတွေအိမ်တော်သက်အရန်ကြာတဲ့သူတွေပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့ခန်းစားချက်တွေကအေးခဲနေပြီးရင်ခုန်စရာလည်းမရှိတော့စိတ်လုံစားစရာလည်းမရှိတော့ဘူးအဲဒီ romantic ဖြစ်တဲ့ feeling တစ်ပဲလူမှုရေးစည်းဝါးရေးဒါတွေနဲ့ပဲလုံပန်းနေရတာမျိုးကိုတွေ့ရတယ်ပေါ့နော်နှစ်ယောက်သားကြားမှာလည်းစိတ်ခန်းစားချက်တွေကအေးခဲနေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့တယောက်နဲ့တယောက်အပေးအယူမျှတဲ့ relationship ကိုလည်းဖန်တီးဖို့အတွက်လည်းအဲနှစ်ယောက်ထဲကတစ်ယောက်ကစိတ်ပါမနေတော့ကိုကကိုအေးရအေးချောင်းပဲနေတော့တယ်အဲဒီချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးတော့ကိုရဲ့ပါတနာရှိမှမရှာဖွေတော့ပဲနဲ့တခြားစီမှာရှာဖွေနေတာမျိုးတွေဖြစ်တတ်တယ်။ဘာကြောင့်လဲဆိုတော့ဒီဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ကိုရဲ့ quality တွေကတော့လကောင်းတစ်ဖက်သူကတော့လကောင်း ဝင်ပြီနေရာကိုတွေ့ရတယ်ပေါ့နော်ဥပမာဒီအိမ်တောင်တစ်ခုလုံးရဲ့စီးပွားရေးကိုသူတယောက်ထဲကပဲတာဝန်ယူထားရတာမျိုးဒါမှမဟုတ်ကိုယ့်ရဲ့ collective တွေကပဲတာဝန်ယူထားရတာမျိုးဒီလိုမျိုးပေါ့နော်ဒီဒီအိမ်တောင်ရေးဒီအချစ်ရေးမှာဟိုနှစ်ယောက်အတူတူတာဝန်ထမ်းထားတာမျိုးမဟုတ်ပဲနဲ့တယောက်ထဲကပဲတာဝန်ယူထားရတဲ့အချိန်မှာဝင်နေပြီလာပြီးတော့ခန်းစားချက်တွေပါပျောက်ဆုံးသွားတာတာဝန်ယူပေးရတာတွေများပြီးတော့ချက်ချင်းမြင့်တာပျောက်လာတာပေါ့ပြောရမယ်ဆိုရင်တချို့သူတွေဆိုရင် ကိုယူထားတဲ့ဟိုအမျိုးသမီးအမျိုးသားအတွက်တင်မဟုတ်ဘဲနဲ့အဲ့ဒီသူနဲ့ပတ်သက်ပြီးတော့ဟိုသူ့ရဲ့အစွဲပွားတွေမိသားစုတွေညီကိုမောင်နှမတွေကိုပါလိုက်ပြီးတောင်းယူပေးနေရတဲ့အတွက်ကြာတော့စေတနာမြစ်တာတွေတုံးလာတာပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီအိမ်တော်ကြီးဒီအခြေကြီးကအေးခဲနေရမျိုးတွေ့ရတယ်ပင်မလှပြီပေါ့နော်သို့တော်လည်းပဲစိတ်မပူပါနဲ့နောက်ဆုံးမှတော့ဒီလအလေလောက်ပေါ့နော်ဥပမာအခုကနေစပြီးတော့3လ အထီလောက်ကတော့ဒီပင်မန်းနဲ့ energy တိုင်းသွားမယ်ဆိုရင်ကြံ၃လမှာတော့ထန်းတော့ဖန်တီးခဲ့တဲ့ energy နဲ့ပြန်ပြီးတော့မိသားစုကတာယာစုပြေလာလိမ့်မယ်ဆိုတာမျိုးကိုတွေ့ရတယ်။အချစ်ရေး relationship ဆိုရင်လည်းဒီ relationship ကပြန်ပြီးတော့အဆင်ပြေလာမယ်။တယောက်နဲ့တယောက်အပေးယူပြန်မျှလာမယ်။ဘာကြောင့်အဲ့လိုဖြစ်လာလဲဆိုတော့ကြတော့ ီးပွားရေးတွေလူမှုရေးတွေအကောင်းလာတဲ့အတွက်ကြောင့်မို့လို့ဒီဆက်ဆံရေးမှာပြန်ပြီးတော့ကြတော့တယောက်နဲ့တယောက်အပေးယူညှပြီးတော့ဒီ relation လေးကိုဟိုပြန်ပြီးတော့ကောင်းမွန်အောင်ပုံဖော်ဖို့အတွက်အချိန်ပေးလာနိုင်တာတယောက်နဲ့တယောက်နားလည်မှုတွေပြန်ရလာမယ်အချိန်ဒီပိုင်းထိုင်ပြီးပေါ့နော်အချိန်ကာလအရာကလည်းတယောက်နဲ့တယောက်ပြန်ပြီးတော့ဒီဆက်ဆံရေးတွေကိုအကောင်းမွန်ဆုံးပြန်လဲတည်ဆောက်နိုင်မယ်အချိန်ကိုရောက်လာတဲ့အတွက်ပြန်ပြီးတော့အဆင်ပြေလာမှာမျိုးကိုတွေ့ရတယ်ဆိုတော့ဒီ collective ကိုလာကြည့်တာက ။ဘာကြောင့်ဟိုနှစ်ရီလာများတွဲနေတဲ့သူတွေအိမ်ဆောင်တွေများမယ်လို့ပြောလဲဆိုတော့မင်းတို့ရဲ့ဒီအိမ်ဆောင်ရေးတာယာမှုအခြေရေးအစဉ်ပြေမှုကဒီစီးပွားရေးနဲ့ငွေကြေးနဲ့ပုံမှန်သွားပြီးတော့ depend ဖြစ်နေတာဒါကကောင်းလာရင်ဒီဘက်ကအခြေရေးမြေတားကြီးမှလည်းထိုးတက်လာမှာကောင်းလာမှာဆိုတာမျိုးကိုတွေ့ရတယ်ဆိုတော့တတိထားကြလေတော့ရှိရဲ့ဆိုတော့ပေါ့နော်တော့တယောက်နဲ့တယောက်တန်ဖိုးမထားတဲ့အပြုအမူမျိုးတွေ လုတ်ကြတာပေါ့နော်တယောက်နဲ့တယောက်အပြန်အလှန် respect မရှိတာတွေ unhealthy ဖြစ်တဲ့ပေါ့နော် unhealthy ဖြစ်တဲ့ behavior တွေဒီ relationship ကြားမှာရှိနေအောင်တွေ့ရတယ်ဥပမာရန်ဖြစ်စကားများပြီဆိုတာနဲ့အေးရအေးကြောင့်ဖြေရှင်းဖို့မကြိုးစားဘဲနဲ့ရှိသမျှပစ္စည်းတွေပစ်ပေါက်တာမျိုးအကိုယ့်ရဲ့ partner ပေါ်ကိုလက်ညှိုးထိုးပြီးတော့ကြတော့ဘလုံးဝကိုတုံးစားများတဲ့ပုံစံမျိုးတွေပြောဆိုတာမျိုးဒီ emotional ပေါ့နော်စိတ်ခံစားချက်ကိုလုံးဝကိုနင်းနင်းနာနာထိခိုက်သွားစေမဲ့စကားလုံးမျိုးတွေနဲ့ပစ်ပေါက်တာမျိုးဒီလိုမျိုးတွေ လုတ်တက်တဲ့အကျင့်ရှိတာမျိုးကိုတွေ့ရတယ်အဲ့ဒါကမကောင်းပါဘူးနော်လုံးဝကိုဒီအိမ်ကြောင်ကြီးဒီအချစ်ကြီးလေးကိုပြိုကွဲသွားစေနိုင်တဲ့လက်နဲ့သေးသေးလေးဖြစ်တယ်သေးသေးလေးကညည်းကြီးလာမှာဘာကြောင့်လဲဆိုတော့ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတည်းစိတ်ပိုင်းဆိုင်ရာထိခိုက်မှုကအန္တရာယ်အများဆုံးပဲသတိထားပါပေါ့နော်ဒီ relation မှာဆိုရင်တချို့တွေဆိုကိုဒီလက်ရောက်ကျူးလွန်တတ်တဲ့သူတွေတောင်ပါလိမ့်မယ်တချို့သူတွေကလက်ရှိမှာတော့ဆက်သွယ်ပြတ်နေရမျိုးကိုတွေ့ရတယ် ိမ်နောင်ရေးဆိုရင်လည်းကွဲကွာနေကြတာ relationship ဆိုရင်လည်းစိတ်ကောက်ပြီးတော့အပြန်အလှန် block ထားတာမျိုးတွေဖြစ်တတ်ကြတယ်ဒါကဘာကြောင့်လာလဲဆိုတော့ boundary ဆိုတာမရှိလို့အပြန်အလှန်စီးဆိုတာမျိုးမတတ်မတ်ဖဲနဲ့ကောင်းတဲ့အချိန်ကျရင်ကြည်ပြူနေတဲ့အချိန်ကျရင်လည်းကောင်းခောက်သွားလည်းမပြောဘူးပါးရိုက်သွားလည်းမပြောဘူးငြိမ်ခံနေပြီးတော့မကြည်ဘူးဆိုတဲ့အချိန်ကျရင်လည်းလုံးတတ်ကြတာဒီလိုမျိုးပုံတော့ဟို standard မရှိတဲ့ respect မရှိတဲ့အပြုအမူမျိုးတွေကို တိဆောက်ခွင့်ပေးထားလို့ဒီ relation ထဲမှာ boundary မရှိလို့မို့လို့အဲဒီဆက်ဆံရေးကဒီလိုမျိုးဖြစ်နေတယ်ဆိုတာမျိုးကိုတွေ့ရတယ်။ပြီးတော့လက်ရှိမှာလည်း no contact ဖြစ်နေတယ်။သူ့ဘက်ကပြန်ပြီးတော့ကိုယ်ဆက်သွယ်လာဖို့အတွက်ကိုယ့်ရဲ့ collective တွေကဆန္ဒတွေပြုနေတာမျိုးလည်းမြင်ရတယ်။သူနဲ့ပို့ပို့ပြီးနှိစက်ချင်နေရပေါ့နော်။တကယ်ဆို thousands ဖြစ်နေတဲ့ relation ထဲမှာပြိမိနေကြတာရုံထွက်ဖို့မကြိုးစားဘဲနဲ့အရှိကိုပဲပို့ပို့ပြီးတော့တိုးနေတာမျိုးတွေ့ရတယ်။ဒီ တဖတ်သူကတော့၎င်းကိုယ့်ရဲ့ quality တွေကတော့၎င်းတော်တော်ကိုအီကိုများတဲ့အတ္တကြီးရဲ့သူပေါ့နော်ထဲတော့မှာဆိုရင်တဒီဘဲစီရဲ့ energy နဲ့တွားတူမှာမဆွဲလန်းတင်တာတွေကိုဆွဲလန်းပြီးတော့ထိမ့်ချုပ်ချင်တာပေါ့နော်ငါလာပဲဖောက်ပြန်ရင်ဖောက်ပြန်မယ်နင်တို့တော့မဖောက်ပြန်နဲ့ဆိုတော့နှစ်ယောက်ထဲကတစ်ယောက်ကအဲ့ဒီလိုမျိုး unfair ဖြစ်တဲ့အပြုမူတွေစိတ်ခံစားချက်တွေအရန်လောက်တာမျိုးတွေ့ရတယ်။ power play ကြတာမျိုးပေါ့နော်။ငါက percent ရှာနေတာဒီအိမ်တောင်ပါ။ ဒါကြောင့်မို့လို့ငါခိုင်းတဲ့အတိုင်းလေးလုပ်ရမယ်ငါဖောက်ပြန်ရင်ဖောက်ပြန်မယ်နင်ဘာပြောလို့ရလဲဒီလိုမျိုးတွေပေါ့နော်သူကြတော့အဲ့လိုတွေလုပ်နေပြီးတော့တစ်ဖက်မှာကြတော့ကြတော့အယံကိုတစ္ဆာရှိပြီးတော့ကြတော့ဘိုင်းကောင်းကြောက်ဖီလေးဖြစ်နေစေချင်တာထားတာနေဆေးရသွားပြီးတော့ကြတော့ကြိုးကင်ချင်တာဒီလိုမျိုးအပြုအမူတွေဒီ relation ထဲမှာရှိနေတာမျိုးကိုတွေ့ရတယ်ဒါလေးတွေကိုမင်းတို့အနေနဲ့တေချာလေးအင်းပြုပြင်ပြီးတော့ပြန်လဲတိဆောက်ဖို့လိုတယ်ပေါ့နော်ဒီအတိုင်းဆက်သွားမယ် ဆိုရင်အဆင်ပြေလဲခဏပဲပြီးကြရင်ပြန်ပြီးအဆင်မပြေဖြစ်ကြမှာမျိုးကိုတွေ့ရတယ်။ကျမ်းမာရင်ပတ်သက်ပြီးတော့ကြည်ချစို့။ death ကိုတွေ့တယ်ရော73ခဏကျမ်းမာရင်နဲ့ပတ်သက်လို့ကတော့တတိလေးထားစီခြင်းပါတယ်။တတိလေးထားစီခြင်းနဲ့မေဂျာကတ်တွေပဲကြားတယ်။ကျမရင်းနဲ့ပတ်သက်ပြီးတော့အခုကနေစပြီး6လအတွင်းမှာမေဂျာ change ချက်အပြောင်းလဲတွေဖြစ်ဖြစ်နိုင်တယ်။ death ကနေ temperance ကိုသွားတာဖြစ်တဲ့အတွက်ကြောင့်ကောင်းသောပြောင်းလဲခြင်းတော့ဖြစ်ပါလိမ့်မယ်။တချို့တွေ accident လိုမျိုး ဟိုဖြစ်နိုင်နေပေါ့နော် accident လိုမျိုးမထင်မှတ်ဖဲနဲ့ဖြစ်သွားတာမျိုးတွေကားဆိုင်ကယ်စီးတဲ့အခါတတိထားပါ ဒီလိုမျိုးလေးမြင်နေရတယ်ယောဂအဟောင်းတွေပြန်ပေါ်လာတတ်တယ်တချို့တွေကကြာတော့အဟောင်းတွေကပျောက်သွားပြီးအသက်ပြန်ပေါ်လာတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ယောဂအဟောင်းကကုလိုက်လို့ပျောက်သွားပြီးအဲ့ဒီအဟောင်းကိုကုလိုက်တဲ့အချိန်မှာနောက်ထပ်အသက်တစ်ခုကပေါ်လာတာမျိုးတွေဖြစ်တတ်တယ်သို့တော်လည်းပဲစိတ်မပူနဲ့ temperance ရဲ့ energy ကိုတွေးတဲ့အတွက်ကြောင့်မို့လို့စိတ်ရှိရှိထားပြီးတော့ကုမယ်ဆိုရင်ဆရာကောင်းတော်မကောင်းနဲ့တွေးတတ်တယ်အနာနဲ့ဆေးမျှဝါပြီးတော့ကြာတော့အနာမျှတာမို့လားဘယ်လိုခေါ်ရမလဲအနာနဲ့ဆေးတဲ့ဝါပြီးတော့ကြာတော့ ပျောက်သွားလိမ့်မယ်ဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော် temperance အရာအာစိတ်ရှိရှိလေးတော့ထားဖို့လိုတယ်ဒီကျန်းမာရေးဆိုတာမှာရုပ်ပိုင်းဆိုင်ရာကျန်းမာရေး physical ရော mental ရောအချက်စိတ်သက်ချိတ်ဆက်နေအောင်တွေ့ရတယ်ဘာကြောင့်လဲဆိုတော့ temperance ကိုတော့တွေ့ရဖြစ်တယ်အဲဒါကြောင့်မို့လို့စိတ်အေးချမ်းမယ်ဆိုရင်ခန္ဓာကိုယ်ကျန်းမာရေးပါကောင်းမယ်စိတ်မအေးချမ်းဘူးဆိုရင်တော့ အမ်ဒီ physical မှာပါတော့ပြီးတော့ထိတာမျိုးတွေဖြစ်နေမှာပေါ့နော်ဆိုတော့စိတ်ထောင်းကိုကြေးဖြစ်တတ်တဲ့အတွက်ကြောင့်မို့လို့ကိုယ်စိတ်ကလေးကိုတတ်နိုင်တဲ့မြအအေးချမ်းဆုံးထားဖို့အတွက်လိုပါတယ်မဟုတ်ဘူးဆိုရင်တော့ကျန်းမာရေးမှာပါဆူဆူရွရွတော့ပြီးတော့ထိခိုက်နိုင်တာမျိုးကိုတွေ့ရပါတယ်ရှင်ဆိုတော့ဒီလိုမျိုးတွေကနေပြီးတော့အာကောင်းတာတွေပဲဖြစ်လာဖို့ပေါ့နော်မကောင်းတာတွေလည်း ရှိတယ်ကောင်းတာတွေလည်းရှိတယ်ဆိုတာမှာကောင်းတာတွေပဲဖြစ်လာဖို့ energy လေးပိုကောင်းဖို့အတွက်ဆိုရင်ဘာလို့တင်လဲဆိုတာလေးကိုကိုကြည့်ပေးမယ် okay subcategory ခရစ်စတယ်လေးတွေနဲ့ချိတ်ဆက်ပါဆိုတာမျိုးကိုတွေ့ရတယ်ဒီမှာဒီလိုခရစ်စတယ်လေးတွေဝတ်တက်တဲ့သူဆိုရင်ဒီလိုမျိုးလေးတွေနဲ့ချိတ်ဆက်ပြီးတော့ energy cleansing ဖြစ်ဖို့အတွက်လှုံ့ဆော်လို့ရတယ်ပေါ့နော်နောက်တစ်ခုကတော့ dream jar နဲ့ရေးခိုင်းတာပေါ့နော် ကိုဘဝကိုအဆင်မပြေဘူးအဆင်မပြေဘူးဆိုပြီးအဆင်မပြေတာတွေထဲမှာပဲနစ်မြုပ်ဝနစ်မြုပ်နေမယ်အစားကိုဘာလေးတွေတော့ဖြစ်ချင်တယ်ဘာလေးတွေတော့လုံးချင်တယ်ဆိုတော့ကိုယ့်ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့အတွက် journaling လုပ်ပါပြီးရင် vision book လုပ်ပါဒီ reading ဒီဒီဒီ ritual ကိုကြည့်ခြင်းအားဖြင့်ကိုယ့်ရဲ့ color တက်တွေကလေစိတ်ကူးထဲမှာတိုက်အိမ်ဆောင်နေတဲ့သူတွေများလိမ့်မယ်ဖြစ်ချင်တာကတော့ အကြီးပဲဒါပေမဲ့ဘာမှလည်းအကောင့်အထဲမဖော်ဘူးဆိုတဲ့သူမျိုးပေါ့နော်ဆိုတော့ကိုတို့ကတစ်ခုခုဖြစ်ချင်တယ်တစ်ခုခုလှုပ်ချင်တယ်ဆိုရင်စိတ်ကူးထဲမှာပဲစိတ်ကူးတွေရင်နေတဲ့သူထက်လက်ရည်နဲ့ခြာရည်ပြီးတော့အဲ့ဒီဟာကိုမှတ်တမ်းတင်တဲ့သူနဲ့ဆိုရင်အဲ့ဒီလိုမျိုးကိုယ့်ရဲ့ vision တွေကိုယ့်ရဲ့ mission တွေကိုခြာရည်ပြီးတော့ဒီလိုမျိုး vision book လေးတွေလှုပ်ထားတဲ့သူကပို့ပြီးတော့ပြည့်တယ်ပို့ပြီးတော့အောင်မြင်တယ်ဆိုတာမျိုးကိုတွေ့ရတယ်အခုကနေစပြီးတော့ ဒီ6လအတွင်းမှာအဆင်မပြေတာလေးတွေဂျုံတိုင်းစိတ်ဖိစီးစရာတွေဂျုံတိုင်းချိုရာလေးတွေစားပေးခြင်းဖြင့်အဲဒီ movement ဖြစ်တဲ့ဒီလှုပ်လှုပ်ရှားရှားဖြစ်တဲ့စိတ်ကိုပေါ်ပါစေမယ်ခန္ဓာကိုယ်ကိုပေါ်ပါစေမယ်ကိစ္စလေးတွေလှုပ်ခြင်းဖြင့်ဟိုပို့ပြီးတော့ energy ကောင်းမွန်လာအောင်တွေးဆောက်လို့ရပါတယ်တခြင်းနာထောင်တာမျိုးတခြင်းလိုက်ဆိုတာမျိုးရေချိုးရင်းနဲ့တခြင်းဆိုတာမျိုးကတာမျိုးဒါမျိုးလေးတွေလှုပ်ပါအာဒီကာလအတွင်းမှာပေါ့နော်လှလှလေးနေလေးငွေဝင်လေးဖြစ်နိုင်မယ်နော်ဆိုတော့ တကယ်တော့ပေါ့နော်ကိုယ့်ရဲ့ color တတိယဒီမှာလဲ crystal တွေပဲထပ်ပြရဲတွေ့လားကိုယ့်ရဲ့ color တတိယညံကောင်းပြီးသားသူတွေပေါ့နော်ညံကောင်းပြီးသားသူတွေမထင်မှာပဲねအပြင်းကြီးနေလို့တာတစ်ဖြည်းဖြည်းနဲ့ဘာမှမလုပ်ရင်မလုပ်ရင်တာနေထုံထိုင်းသွားတဲ့သူတွေဖြစ်လိမ့်မယ်ပေါ့နော်ဆိုတော့လေမလုပ်ဖို့လို့လဲဆိုတော့ကိုယ့်ရဲ့ညံပညာကိုပြန်ပြီးတော့အကောင့်ထဲ ကောက်ထွက်ဖို့တော့မဟုတ်ပြန်ပြီးတော့တူးဖို့ရမှာပေါ့နော်ကိုယ့်ရဲ့အုံနှောက်ကိုအတုံးချပြီးတော့ကြာတော့ကိုယ့်အရင်တုန်းကဒီလိုမျိုးအဆင်မပြေတဲ့အခြေအနေကိုမရောက်ခင်တုန်းကငါဘလို့တွေဖြတ်တန်းခဲ့တာငါဘလို့တွေအောင်မြင်ခဲ့တာငါဘလို့တွေအဆင်ပြေအောင်လုပ်ခဲ့တာဆိုပြီးတော့ဒီ past ပေါ့နော်အတိတ်က memory ကိုပြန်ခေါ်ပြီးတော့ကြာတော့ပြန်ပြီးတော့အာကိုယ့်ရဲ့ skill တွေကိုတွေးပါဆိုတာမျိုးကိုတွေးရတယ်ပေါ့နော် အာရိုမာသရဖီလို့ခေါ်ပါလားကိုရိုလေအနမ်းထွက်တဲ့ဖျောင်းခဲလေးရှိရဖျောင်းတိုင်လေးရှိရလေအဲ့ဒီဟာလေးတွေအခန်းထဲမှာထွန်းခြင်းဖြင့်ပို့ပြီးတော့ energy မြင့်တင်လို့ရတယ်စိတ်တည်ငြိမ်အေးချမ်းလာပြီးတော့အမှန်တွေကိုပို့ပို့ပြီးတော့မြင်တတ်လာလိမ့်မယ်ဆိုတာမျိုးကိုတွေ့ရတယ်ဆိုတော့ freshness ဆိုတာမျိုးကိုလည်းတွေ့ရတယ်တငယ်ချင်းအပေါင်းအသင်းတွေနဲ့ပတ်သက်ပြီးတော့ ကော်နရှင်ကောင်းကောင်းလေးတိဆောက်ထားပါဆိုတာမျိုးကိုတွေ့ရတယ်။တခြားသူတွေနဲ့လိုမျိုးမိတ်ဆွေအပေါင်းအသင်းတွေနဲ့ပတ်သက်လို့ကိုယ်တိုင်ကဒီကာလမှာရိုးသားဆုံးအမှန်ကန်ဆုံးဆက်ဆံပါဆိုတဲ့ message ကိုတွေ့ရပေးနေရနော်။နောက်တစ်ခုကတော့ကောင်းကောင်းလေးနားယူပါတဲ့။ကလတ်သွားခိုင်းတာဘာသွားခိုင်းတာမဟုတ်တော့အနာယူခိုင်းနေဆိုတာစိတ်ထောင်းကိုကြည့် ဖြစ်တတ်တယ်လို့ကိုကျမ်းမာကြီးမှာပြောခဲ့တယ်။အဲ့ဒီလိုမျိုးစိတ်ထောင်းကိုကြီးမဖြစ်အောင်လို့ကောင်းကောင်းလေးကိုကိုကိုအနာပေးဖို့လိုအပ်တယ်။အေးဝဝအိတ်လိုက်တာမျိုးကိုရဲ့စိတ်ပူပန်စရာတွေကိုလွှတ်ချပြီးတော့အချိန်တန်ရဲ့ universe ကသူ့အလုပ်သူလုပ်သွားပါလိမ့်မယ်လေဆိုပြီးတော့စိတ်ကိုအေးချမ်းမှုပေးလိုက်တာမျိုးဒီလိုမျိုးကောင်းကောင်းလေးအနားယူပါပေါ့နော်။ဟိုမှာ coffee ဆိုင်လေးကိုသွားပြီးတော့အေးဆေးဆေးမီထိုင်းလေးယူပါမျိုးဟိုမှာအိမ်အိမ်အလုပ်တွေအိမ်ကိစ္စတွေပတ်စံရှာဖို့ကိစ္စတွေနဲ့ပဲ ပင်မနေရတယ်ဆိုရင်အဲ့ဒီအထဲကနေခဏလေးယုံထွက်ပြီးတော့ကို့အတွက်ကိုအချိန်ပေးလိုက်တာမျိုးလေးတွေလောက်ပါဆိုရင် message ကိုရပါတယ်ရှင်ခုကိုပြောသွားတာလေးတွေကိုလှုပ်ချင်းဖြင့်ပုံမကောင်းမွန်တဲ့ energy လေးကိုတိဆောက်ပြီးသားဖြစ်သွားပြီးတော့ကြတော့မကောင်းတာတွေကနေကောင်းသွားပြီးတော့ကောင်းတာတွေကနေပို့ပြီးကောင်းလာပါလိမ့်မယ်ရှင် ဆိုတော့ဒါက general reading and collective reading ဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးနဲ့တော့ energy ကိုက်ညီမယ်လို့မမြော်လင့်ဘူး energy ကိုက်ညီတဲ့တွေ့ရတဲ့အတွက်ကတော့ main ၄မယ်ပေါ့နော်ဆိုတော့ဒါလိုမျိုး personal reading ဖတ်ချင်တယ်ဆိုရင်ကိုယ့်စီမှာ package လေးလာဝယ်လို့ရတယ်ဒါလေးကို screenshot ရိုက်ခဲလို့ရတယ်ပေါ့နော် package ကတော့2မျိုးရှိတယ်ကိုဒီဟာနဲ့ပတ်သက်ပြီးတော့ပဲ2မျိုးရှိတယ်စိတ်ဝင်စားတယ်ဆိုရင်တော့ Telegram တို့မဟုတ် Viber မှာလာပြီးတော့စုံစမ်းလို့ရပါတယ်ရှင် အာ okay ကိုရနောက်ထပ် reading လေးနဲ့တို့ပြန်တွေ့ကြမယ်။အော်ကိုရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ထားပါအောင်။ဒါလေးကတော့ YouTube မှာအရင်လာနေမယ်ပေါ့နော်။ reading essay ဖြစ်တဲ့အတွက်ကြောင့်မို့လို့ YouTube မှာတင်ရတာကပို့ပြီးတော့အဆင်ပြေတယ်။ Facebook မှာဆိုအရင်ခက်ခဲတဲ့15မိနစ်ထက်ကြော်ရင်ပေါ့နော်။ဆိုတော့ see you ပါရှင်။ comment ပေးတဲ့သူတွေ like and share လုပ်ပေးတဲ့သူတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဒီ comment လေးတွေအားလုံးကို like ဖတ်ဖြစ်ပါတယ်เนาะပြီးတော့ messenger မှာလာလာပြီးတော့မေးကြတယ်ညီမလေးညီမောင်လေးတွေရှိရဲ့ အခုမှလက်ရှိကိုလောက်ရတာပါကဆိုတာကဘာကိုပြောတာလဲလို့ subcate လေးပြောပြပေးပါလို့ subplot ကိုပဲကနေစလောက်ရမလဲလို့ဒီလိုမျိုးလာမိတဲ့ခလေးလေးရှိရယ်ကိုဘသူကမှ reply မပြန်ဖြစ်ပါဘူး။ဘာကြောင့်လဲဆိုတော့တူတူတယောက်ချင်းစီကို reply လိုက်ပြန်ပေးဖို့အတွက်ဘလို့မှအချိန်မရှိဘူးပါရှင်။အဲ့ဒါလေးတွေနဲ့ပတ်သက်ပြီးတော့ကိုအချိန်ရရင်ရတယ်လို့ blog လေးတွေလုတ်ပေးသွားပါမယ်နော်။ဆိုတော့ကျေးဇူးတင်ပါတယ်ရှင်။